မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သင်လို့ရှင်တဲ့ရှစ်သူကိုရှက်ရှင်းရုပ်တရေ manifest ဖြစ်စေဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်သင်လို့ရှင်နေတဲ့ရှစ်သူဟာသင်ဘဝထေးကို မြင်းမြင်းဆင်ဆင်ရောက်ရှိလာစေရှင်တွေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးပါ မိတ်ဆွေတို့အနေနဲ့ကိုလိုရှင်နေတဲ့ချစ်သူကို manifest ပြုလုပ်တဲ့အခါအခက်အခဲတွေစိန်ခေါ်မှုတွေကြုံတွေ့ရတာလေရှိကောင်းရှိနိုင်တယ်။ကိုလိုရှင်နေတဲ့ချစ်သူဆိုတာကို crash နေတဲ့သူလေးဖြစ်နိုင်တယ်လို့ဟိုကိုရဲ့ exit ဖြစ်နိုင်တာပေါ့နော်။ဘသူဘေးဖြစ်ဖြစ်ပေါ့ဒီနေရာမှာကိုလိုရှင်တဲ့ချစ်သူကိုပဲရည်ညွှန်းပါတယ်။နောက်တစ်ခါသူ့ဖက်ကနေပြီးတော့ကိုကိုအာယုံစိန်မှုတွေမပေးတာကိုလိုရှင်တဲ့အရာတွေကိုသူကမပြုလုပ်တဲ့အပြင်ပေါ့နော်။ ကိုလိုရှင်တဲ့အရာရဲ့ဆင်းကျင်ဖက်တွေပြုတ်လုံနေတဲ့အချိန်တွေလေရှိကောင်းရှိနိုင်တယ်ဒီတော့မိစေတော့အနေနဲ့အဲ့ဒီကိုလိုရှင်တဲ့ချစ်သူကိုဘွားထေးကိုရုတ်တရက်မြင်းမြင်းဆင်းဆင်းရောက်ရှိလာစေဖို့ manifestation နည်းနဲ့တွေကိုတုံးတယ်နည်းနဲ့တစ်ခုပြီးတစ်ခုတုံးကြတယ်ဒါပေမဲ့မိစေတော့အနေနဲ့ပင်ပန်းနေတာလေရှိကောင်းရှိမေစိတ်ပြင်းနေတာလေရှိကောင်းရှိမေဒီလိုအရှိအနေမျိုးတွေကြုံတွေ့နေရပါသလား ကိုလိုရှင်တဲ့ချစ်သူဟာကိုဘွားထီကို ရောက်ရှိလာစေဖို့အတွက်အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်ဆိုရင်ဒီဗီဒီယိုဟာမိတ်ဆွေအတွက်ဖြစ်ပါလိမ့်မယ်။ဒီဗီဒီယိုမှာပြောပြပေးမယ့်နီလန်းကိုအရေးပေါ်နီလန်းလိုလေးခေါ်ပါတယ်။ဒီဗီဒီယိုမှာပြောပြပေးမယ့်နီလန်းကိုလက်တွေ့ကျင့်သုံးကြည့်ပါ။ ဒီဗီဒီယိုအထိမှာမိတ်ဆွေတို့အနေနဲ့လက်တွေ့ကျင့်သုံးရမယ့် affirmation တွေကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့ဒီ affirmation တွေကိုမိတ်ဆွေတို့အနေနဲ့စိတ်ကူးရင်ပုံဖော်တဲ့နေရာမှာလေးသုံးနိုင်တယ်၊ရွက်ဆိုတဲ့နေရာမှာလေးသုံးနိုင်တယ်၊ဒါအပြင်စာရေးရှားတဲ့နည်းစနစ်မှာလေးသုံးနိုင်တယ်။မိတ်ဆွေတို့အနေနဲ့အဆင်ပြေသလိုအသုံးပြုပါ။လေ့ကျင့်ဖို့ပဲအတီးကလိုပါတယ်။လေ့ကျင့်မှုမရှိရင်တော့ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ပါဘူး။ အခုပြောပြပေးမယ့် affirmation တွေကိုတစ်ချိန်တည်းနားထောင်ရုံနဲ့မိတ်ဆွေလိုရှင်တဲ့ရလဲတွေကိုတော့ရလာမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်အခုပြောပြပေးမယ့် affirmation တွေဟာမိတ်ဆွေတို့ရဲ့ယုံကြည်မှုအသစ်ဖြစ်အောင်ပြုလုပ်ရမှာဖြစ်တော့ပါ။ဒါကြောင့်ဒီ affirmation တွေကိုများများလေ့ကျင့်လေးလေးမိတ်ဆွေတို့အနေနဲ့ပိုမိုကောင်းမွန်တဲ့ရလဲတွေကိုရလာလေးလေးပဲဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကိုများများလေ့ကျင့်ခြင်းအပြင် ပုံမစွန်းအားထက်တဲ့အရာတွေဖြစ်လာပါလိမ့်မယ်။တကယ်တော့ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာတွေကိုဆွေးဆောင်နေကြတာမဟုတ်ပါဘူး။ကိုယ်စိတ်ထင်းမှခံစားနေရတဲ့အရာတွေကိုပဲဆွေးဆောင်တာ။ကိုယ်စိတ်ထင်းမှဖြစ်ပေါ်လာတဲ့ခံစားချက်တွေဟာကိုယုံကြည်ထားတဲ့အရာတွေနဲ့ပဲသက်ဆိုင်ပါတယ်။ယုံကြည်ရဆိုတဲ့နေရာမှာလေကိုယ့်ရဲ့မသိစိတ်တွေကလင်းလင်းနဲ့နဲ့ယုံကြည်ထားတဲ့အရာတွေဖြစ်ပါတယ် ဒါကြောင့်အခုပြောပြပေးမယ်အရေးပေါ်နည်းလမ်းကို လိမ့်နာကျင့်သုံးရှင်းအဖြစ်သင်ရဲ့မသိစိတ်ဟာသင်လိုရှင်တဲ့အရာနဲ့ပတ်သက်ပြီးယုံကြည်မှုအသစ်တွေဖြစ်လာပြီးအန်နာဂျီကိတ်ညီလာပါလိမ့်မယ်။တကယ်တော့ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေဟာကျွန်ုပ်တို့ရဲ့ reality တွေကို ဖန်တီးပါတယ်။အဲဒါပေမဲ့တချို့သောသူတွေကအဲ့ဒီယုံကြည်ချက်အသစ်တွေကိုပြောင်းပြီဆိုရင်အဲ့ဒီယုံကြည်ချက်ပေါ်မှာယုံကြည်ဖို့ခက်ခဲနေတယ်ကြတယ်။ ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုပြောင်းလဲလိုက်တာနဲ့တပြိုင်နက်ကိုယ့်ရဲ့ reality နဲ့အဲ့ဒီယုံကြည်ချက်အတိုင်းစတင်ပြောင်းလဲလာပါလိမ့်မယ်အဲ့ဒါကိုတချို့တလေတွေကအပြောင်းလေးဖြစ်တည်တော်လေးပြောတယ်တချို့တလေတွေကတော့ quantum jump ပေါ့နော်အဲ့ဒီလိုလေးပြောကြတယ်ဘာမင်းဖြစ်ဖြစ်ပေါ့ယုံကြည်မှုအစ်စ်တစ်ခုကိုစဖို့လိုအပ်တယ်အဲ့ဒီယုံကြည်မှုအစ်စ်ဟာကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ယုံကြည်ချက်ဖြစ်ဖို့လိုတယ် အခုပြောပြမယ့်အရေးပေါ်နည်းလမ်းဟာတင့်ရဲ့ယုံကြည်ရှဲတွေကိုပြောင်းလဲလာအောင်မြောက်များစွာအထောက်အကူပြုနိုင်ပါတယ်။ဒီလိုဆိုရင်မိတ်ဆွေဟာအခုအချိန်မှာကိုချစ်ခင်နေရာတဲ့သူကိုလိုရှင်တဲ့သူနဲ့ပတ်သက်ပြီးအရှိန်အနေတစ်ခုကိုကြည့်လိုက်ပါဘလို့အရှိန်အနေမျိုးမှရှိပါသလဲ။တင်လိုရှင်နေတဲ့သူကတင့်အပေါ်မှာလင်းလင်းနဲ့နဲ့ချစ်ခင်မှုတွေရှိပါသလား။တဲ့ရဲ့အခြေအနေကိုကြည်ပါအဲ့ဒီလိုသာမချီဘူးဆိုရင်တဲ့ရဲ့ယုံကြည်ချက်တွေကိုပြောင်းလဲဖို့လိုပါတယ် အဲ့ဒီတော့အခုအရေးပေါ်နီးထဲမှာ ပြောပြပေးမယ့် attraction တွေကိုစာနေရေးချလို့လေးရသလိုနှုတ်ကလေးရွှဲဆိုလို့ရတယ်။ပြီးရင်အဲ့ဒီမှာပြောနေတဲ့စကားလုံးတွေကိုစိတ်ကူးရင်ပုံဖော်မြင်အောင်လို့ရတယ်။ဒါပေမဲ့ဒီစီအကျင့်ပေးရှင်တာက အခုပြောပြပေးမယ့်စကားလုံးတွေကိုအလွတ်သာကြက်လိုက်ပါ။ကြက်လိုက်ပြီးရင် ကိုကစာရေးချတာတွေအဲ visualization ပြုပြီးရင်စိတ်ကူးရင်ပုံပေါ်တာတွေတော့အချိန်ကြာရင်ပြုလုပ်ပေါ့နော်။အားတဲ့အချိန်တိုင်းမှာ ဒီစကလုံးလေးတွေကိုရွက်ဆူပေးစီရှင်ပါတယ်အဆက်မပြတ်ရွက်ဆူပေးပါအခုပြောပြပေးမယ် affirmation တွေကိုကိုကအလွဲ့ကျထားခြင်းအပြင်ကိုဘေးနေရာပဲတွတ်တွဆဆဒီစကလုံးတွေကိုတတိနေနဲ့ရွတ်ဆိုပေးပါကိုရွတ်ဆိုတဲ့အတိုင်းကိုရဲ့စိတ်ထေးမှာအဲ့ဒီခင်စားချက်တွေဖြစ်အောင်ပြုလုပ်ပါဒါကိုအနည်းဆုံး9ရက်ပြုလုပ်ပါ ဒီလိုပြုလုပ်လိုက်ရှင်းအပြင်မိษွေတော်အနေနဲ့ယုံကြည်မှုအစ်စ်ဖြစ်လာပြီဆိုရင်မိษွေတော်လိုရှင်တဲ့သူကိုမြင်မြင်ဆင်ဆင်ယုတ်တရဲမိษွေတော်ဘဝထေးကိုဆွေးငင်ညှို့ယူလာပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ဘာတစ်ခုမှအားစိတ်စရာမလိုဘဲနဲ့သူဟာမိတ်ဆွေရဲ့ဘဝထွေကိုလွေလွေကူကူရောက်ရှိလာပါလိမ့်မယ်။ဒါကြောင့်အခုပြောပြပေးမယ့် affirmation ကိုယုံကြည်မှုအစ်စ်ဖြစ်အောင်မိတ်ဆွေဖက်ကပြုလုပ်ပေးဖို့အရေးတကြီးလိုအပ်ပါတယ်။ ဲ့ဒါဆိုရင်အဲ့ဒီ affirmation တွေကိုစကြရအောင်ပထမအဆုံးအနေနဲ့အသက်ကိုလေးလေးနက်နက်ရှူသွင်းရှူထုတ်ပြုလုပ်ပါကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကိုဖြည့်လျှော်လိုက်ပါပြီးရင်ကိုယ့်ရဲ့အတွင်းစိတ်ကလေးငြိမ်းချမ်းလာအောင် ပြုလုပ်ပါကိုယ့်ရဲ့အတွင်းစိတ်ကလေးငြိမ်းချမ်းလာပြီဆိုရင် အခုပြောပြပေးမယ့် affirmation တွေကိုကိုယ်နင်းကိုယ်ဟန်နဲ့ကိုယ်အဆင်ပြေသလိုသာလေ့ကျင့်ပါ ငါချစ်သူနဲ့ငါနဲ့ကြကအချစ်ဟာအရင်ကိုနဲ့နေမှုရှိရင်ငါတို့နှစ်ယောက်ဟာတူဦးတူဦးနဲ့နေတဲ့ချစ်ချင်းမေတ္တာတွေနဲ့ရှိနှောင်ထားကြတယ်။ငါတို့နှစ်ယောက်ကြားကအဆက်အသွယ်ဟာတရက်ထက်တရက်ပိုမိုခိုင်မာလာနေပြီဖြစ်တယ်။ဒါကြောင့်အဲ့ဒီအဆက်အသွယ်ကိုဘယ်သူမှရှုပ်ဖြဲလို့မရပါဘူး။ငါချစ်သူကငါကို အဆုံးမရှိရှစ်ခင်မျက်နှိုးနေပါတယ်။သူ့ရဲ့ရှစ်ခင်မျက်နှိုးမှုဟာ ကင်းသင့်မိပါပဲ။ငါဟာငါချစ်သူရဲ့စိတ်ထင်းမှာအမြဲတမ်းရှိနေပါတယ်။ငါချစ်သူဟာ အချိန်တိုင်းအချိန်တိုင်းမှာငါနဲ့အတူတူကရှိရှင်နေပါတယ်။ငါတို့နှစ်ယောက်ဟာတဦးကိုတဦးခိုင်မာတဲ့နှောင်ကြိုးတွေနဲ့ရှိနှောင်ထားကြပါတယ်။ဒါကြောင့်ငါတို့နှစ်ယောက်ကိုဘသူမှ ခွေးလို့မရပါဘူး။ငါချစ်သူဟာငါကိုချစ်ခင်မှုတွေ၊ကျေနပ်မှုတွေ၊အာယုံဆိုင်မှုတွေကို အမြဲတမ်းပေးပါတယ်။ နေ့စဉ်နေတိုင်းသူ့ရဲ့ရွေးချယ်မှုဟာငါပဲသူ့ရဲ့ချစ်ခင်မှုဟာငါပဲသူ့ရဲ့ဦးစားပေးမှုဟာငါပဲငါချစ်သူဟာငါအပေါ်မှာလင်းနေတဲ့ချစ်ချင်းမေတ္တာတွေနဲ့လေးစားမှုတွေကို အမြဲတမ်းဖော်ပြနေပါတယ်ငါတို့နှစ်ယောက်ကြားကအချစ်ပုံပြင်ကတကင်းကိုအင်အိုးစရာကောင်းတယ်တကင်းကိုပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတယ်သူဟာငါအပေါ်မှာအယဉ်ဆွေးမဲ့မှုရှိပါတယ် ငါချစ်သူနဲ့ငါနဲ့ကြားမှာတယောက်ကိုတယောက်ကောင်းဝင်စွာနားလည်မှုအပြစ်ရှိပါတယ်။ငါတို့နှစ်ယောက်ကြားကဆက်သွေမှုဟာလေအရင်ကိုလှပတဲ့ဆက်သွေမှုတစ်ခုပဲဖြစ်ပါတယ်။ငါဟာငါချစ်သူရဲ့အကြီးကြီးအခမ်းအနားဆုံးသော အချစ်ဖြစ်ပါတယ်။သူဟာငါနဲ့အတူတကွရှိနေဖို့အမြဲတမ်းစိတ်အားထက်သန်နေပါတယ်။ငါချစ်သူဟာငါနားမှာရှိနေဖို့အမြဲတမ်းစူးစမ်းအားထုတ်မှုတွေပြုလုပ်နေပါတယ်။ ငါချစ်သူကငါ့ကိုလိုအပ်နေတာလိုရှင်နေတာတွေဟာအရှင်းကိုလေးနေမှုရှိပါတယ်။ငါတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အရင်းကိုလိုက်ဖဲညီတဲ့ဇုံတွေးဖြစ်ပါတယ်။ငါရဲ့နှလုံးသားကိုသူ့ပိန်ဆိုင်သလို သူ့ရဲ့နှလုံးသားကိုလည်းငါပိန်ဆိုင်ပါတယ်။ချစ်ချင်းမေတ္တာတွေဟာငါဘဝအထေးကိုစီးဝင်လာပါပြီ။ချစ်ချင်းမေတ္တာတွေဟာငါဘဝအထေးကိုစီးဆင်းနေပါပြီ။ ငါချစ်သူဟာငါ့ကိုဘေးအချိန်မှာပဲကြည်ကြည်ချစ်ချင်းမေတ္တာတွေအပြည့်အဝပါတဲ့မျက်လုံးတွေနဲ့ငါ့ကိုကြည်နေပါတယ်။ငါဟာသူ့အရင်တန်းတားနေတဲ့သူ့ရဲ့စိတ်ကူးရင်အိမ်မထေးက အရင်ကိုထူရှားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ငါဟာသူ့ဆွေးမဲနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ငါဟာသူ့တောင်းတနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ချစ်ချင်းမေတ္တာတွေဟာငါ့ရဲ့တစ်ခုလုံးကိုစီးဝင်နေပါတယ်။ သူ့ရဲ့ချစ်ချင်းမေတ္တာတွေဟာငါရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေပါတယ်။သူ့နဲ့ငါနဲ့ကြားမှာရှိနေတဲ့ချစ်ချင်းမေတ္တာတွေဟာထာဝရခိုင်မြဲတဲ့ချစ်ချင်းမေတ္တာတွေဖြစ်တယ်။ငါချစ်သူနဲ့ငါနဲ့ကြားမှာအမြဲတမ်းပျော်ရွှင်မှုတွေရှိပါတယ်။အယဉ်ကိုကောင်းဝင်တဲ့အချစ်ပုံပြင်နဲ့အတူတကွာနေထိုင်ကြပါတယ်။ငါချစ်သူရဲ့ချစ်ချင်းမေတ္တာတွေဟာငါတူတူတယောက်တည်းပဲဖြစ်ပါတယ်။ ငါချစ်သူရဲ့စိတ်ထဲမှာငါတဦးတယောက်တည်းပဲရှိပါတယ်။ငါချစ်သူရဲ့နှလုံးသားထဲမှာလည်းငါတဦးတယောက်တည်းပဲရှိပါတယ်။ငါတို့နှစ်ယောက်ဟာအကောင်းဆုံးချစ်ချင်းမေတ္တာတွေနဲ့အတူတူကအမြဲတမ်းပျော်ပျော်ရွှင်ရွှင်ရှိနေကြပါတယ်။အခုပြောပြခဲ့တဲ့အတီဗျူးစကလုံးတွေ affirmation တွေကို မိဆွေတို့ရဲ့ယုံကြည်မှုအစ်စ်ဖြစ်အောင်သာပြုလုပ်လိုက်ပါဒါကအရင်ရည်ကြည့်ပါတယ် ဒီလိုယုံကြည်မှုအသေးဖြစ်အောင်ဘလို့ပြုလုပ်ရမလဲဆိုတာကိုတော့ရှေ့ကပြောပြခဲ့ပြီးပြီဖြစ်ပါတယ်။မိတ်ဆွေရဲ့မတိစိတ်ထဲမှာယုံကြည်မှုအသေးဖြစ်လာခြင်းအပြင်မိတ်ဆွေလိုရှင်နေတဲ့မိတ်ဆွေချစ်ခင်တဲ့တစ်ဖက်လူဟာမိတ်ဆွေကိုလုံးဝချစ်ခင်မျက်နှိုးလာပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။